စတင်မိထားရထွန်းလေးတင်ဆက်ပေးပါရမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့ခီးတဲ့သားဖာနှုတ်ကို YBS 58ရေမော်ကနေဆွဲချပြီးဝိုင်းဝန်းထိုးကျိတ်ပြီးလူရဲမှုကျွန်းလွန်ခဲ့သူ၅ဦးကိုဖမ်းဆီးရမိခဲ့တဲ့တဲ့တောင်ကိုခရိုင်မှာနဝမာရန်ကျောင်းသူတအုပ်ကိုအတမပြုကျင့်ပြီးတပ်ဖြတ်ခဲ့သူ၂ဦးကို သေတံချမှတ်ခဲ့တဲ့တဲ့နိုင်ငံရေးပါတီတွေရဲ့ထောက်ခံမှုကိုမရရှိပါကယာရုကနေနှုတ်ထွက်မယ်လို့ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရရဲ့ခေါင်းဆောင်ပြောကြားခဲ့တဲ့တဲ့နဲ့တက်ဆစ်ကစားသမားရာဖင်ညာကို2028ခုနှစ်အထိသက်တမ်းတိုးခဲ့တယ်လို့ဘာစီလိုနာအသင်းအတည်ပြုကြေညာခဲ့တဲ့တဲ့အစားရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆုံးတဲ့တဲ့ပုံအနေနဲ့ခီးတဲ့သားဖာနှုတ်ကို YBS 58ရင်မော်ကနေဆွဲချပြီးဝိုင်းဝန်းထိုးကြိတ်ပြီးလူရမှုကျွလွန်ခဲ့သူ၅ဦးကိုဖမ်းဆီးရမိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ခီးတဲ့သားဖနှုတ်ကို YBS 58ရင်မော်ကနေဆွေးချပြီးဝိုင်းဝန်းထိုးကျိတ်လူရမှုကျွန်းလွန်ကဲ့သို့၅ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ပြည်ကတိုင်းဒေသကြီးအင်းစိန်မြို့နယ်တောင်သူကုန်းရက်ကွက်နေအသက်45နှစ်အရွယ်ဦးစုံးလေထူးကျော်ဟာတားဖြစ်သူ19နှစ်အရွယ်မောင်ခန့်ထေယိုးစေးထူးနဲ့အတူမေ16ရက်မနေ့7ရက်ကလမ်းမတော်မြို့နယ်ဝါရန်လန်မှတ်တိုင်ကနေ YBS 58ခီးတဲ့တဲ့ရင်နဲ့လိုက်ပါလာခဲ့ရာဗဘဲရန်မြို့နယ်လမ်း30အရောက်မှာ ဦးစောလေထူးကျော်ရဲ့ရှင်ဘတ်မှာထားပြီးလွှဲထားတဲ့ကျောပေါ်ရဲ့အတွင်ကိုစီစစ်စဲအသက်35နှစ်ခန့်အမျိုးသားတအိုးကကပိုင်းနှိုက်နေတာကိုတွေ့ရတဲ့အတွက်၎င်းကတွန်းလိုက်ရာကနေအချင်းများကြပြီး၎င်းမျိုးသားနဲ့အပေါင်းပါ9ဦးခန့်ကဦးစောလေထူးကျော်နဲ့၎င်းရဲ့သားဖြစ်သူတို့နှုတ်ကိုဝိုင်းဝန်းထိုးကျိတ်ခဲ့တယ်လို့သိရပါဗျ။အဲ့နောက်ကြောက်တရာမြို့နယ်ကန္နာလန်ပန်ဆိုရဲမှတ်တိုင်အရောက်မှာအစိုးရအမျိုးသား9ဦးခန့်ကဦးစောလေထူးကျော်နဲ့သားဖြစ်သူတို့ကိုရင်မောကနေဆွဲချပြီးဝိုင်းဝန်းထိုးကျိတ်ကန်ကြောက်က ဦးစောလေထူးကျော်ရဲ့ဘောင်းပြေအတွင်းကနေ Redmi 9ရဲ့အမျိုးအစားလက်ကင်ဖုန်းတစ်လုံးကိုလူရက်ယူဆောင်သွားခဲ့တဲ့အတွက်၎င်းတို့နှစ်ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုင်တန်းချက်အရာကြောက်တရာမျိုးမရဲစခန်းကပ50နှစ်မြင်းဆောင်2025ရာဇသက်ကြီးပုံမှန်309၌မြင်းဆောင်323မြင်းဆောင်134နဲ့အမှုရေးဖွင့်ပြီးကျွလွန်သူတွေကိုဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့တယ်လို့သိရပါဗျာ။ ဖြစ်စဉ်မှာအုပ်စုဖွဲ့ကပိုင်း၌ကျွလွန်သူတွေကိုဖမ်းဆီးရမည်နိုင်ရေးစုံစမ်းဖော်ထုတ်ခဲ့ရာကျင်းပနိုင်မြို့နယ်အတွင်းနေထိုင်တဲ့အရင်ကပိုင်း၌မှုနဲ့ပြစ်ချက်ဟောင်းရှိသူတွေဖြစ်ကြောင်းသိရတဲ့အတွက်ဖမ်းဆီးရမည်နိုင်ရေးဆောင်ရွက်စဉ်ကျင်းပနိုင်မြို့နယ်ဦးမြရက်ကွက်မှာနေထိုင်သူတွေဖြစ်တဲ့52နှစ်အရွယ်အောင်ကိုလတ်30အရွယ်ဝေဖြိုးအောင်ခေါ်ဝေဖြိုး22နှစ်အရွယ်ပြေဖြိုးထွေးခေါ်ပြီးစီ33နှစ်အရွယ်စောစောလွင်ခေါ်ပူပူ28နှစ်အရွယ်ကျော်နိုင်ဦးခေါ်ကြံကြောင်း၎င်းတို့၅ဦးကိုမေ21ရက်ညနေ၄နာရီခန့်က ၎င်းတို့ရဲ့နေအင်အသေးသေးမှဖမ်းဆီးရမိခဲ့ပြီးဖြစ်စဉ်မှာကပိုင်းနိုင်မှုကျွလွန်ခဲ့သူကြီးမြင့်နိုင်မျိုးနဲ့ဦးမြရက်ကွက်နဲ့အောင်မိုးခေါ်လှမြိုင်ခေါ်တီကြီးဟာထွက်ပြေးတိမ်းရှောင်လျက်ရှိရလို့သိရပါတယ်။ဖမ်းဆီးရမိသူတွေရဲ့ထွက်ဆိုချက်တွေအရမေ၁၉ရက်မနက်၈နာရီခန့်ကကြောက်တရားမြို့နယ်အတွင်း YPS 58ရင်းမော်မှာ ဦးစောလေထူးကျော်ရဲ့ကျိုးဝဲအတွင်းကနေဖုန်းကိုအောင်မိုးခေါ်လှမြန်ခေါ် DJ ကကပိုင်းနိုင်နေစဉ်အောင်ကိုလက်နဲ့ကျော်နိုင်ဦးခေါ်ကြံကြောင်းတို့နှုတ်ကဝင်းရံပေးပြီးဝေဖြူအောင်ခေါ်ဝေဖြူပြေဖြူထွေးခေါ်ပြီးစီစောစောလွင်ခေါ်ဘိုဘိုတို့ကအဆိုပါရင်ပေါ်မှာစောင့်ကြည့်နေကြကြောင်း လက်ကင်ဖုန်းကိုနှိုက်ယူနေတာကိုသိရှိသွားလို့အချင်းများကြရဝေဖြိုးအောင်ခေါ်ဝေဖြိုးပြေဖြိုးထွေးခေါ်ပြီးစီကြောကြောလွင်ခေါ်ပေါ်ပေါ်တို့ကလက်သီးနဲ့ထူကျိတ်ခဲ့ကြအောင်အဲ့နောက်ဦးစောလေထူကျော်ရဲ့သားဖြစ်သူမောင်ခန့်ထဲယိုးစေးထူကိုပန်စိုရန်ကားမတိုင်အရောက်ကားပေါ်ကနေဆွဲချပြီးဝိုင်းဝန်းထူကျိတ်ခဲ့ကြကြောင်းနဲ့ကပိုင်းနဲ့ယူရရှိခဲ့တဲ့ရမီဖုန်းကိုအောင်မုန်းခေါ်လှမြန်ခေါ်တီဂျေကယူဆောင်သွားတယ်လို့ဖော်ထုတ်သိရှိရကြောင်းသိရပါတယ်ဖန်စီရမည်သူတွေဖြစ်တဲ့အောင်ကိုလက် ကျော်နိုင်ဦးခေါ်ကြံကြောင်းဝေဖြိုးအောင်ခေါ်ဝေဖြိုးပြေဖြိုးထွေးခေါ်ပီစီနဲ့စောစောလွင်ခေါ်ပူပူတို့ကို၎င်းတို့ကျွလွန်ခဲ့တဲ့အမှုတွေဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပြီးဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရင်းနဲ့ဖမ်းဆီးဖို့ကြံရှိနေတဲ့အောင်မိုးခေါ်လှမြန်ခေါ်တီကြီးကိုအမြန်ဆုံးဖမ်းဆီးရမိနိုင်ရင်တပ်တည်ကံပစ္စည်းပြန်လည်သိမ်းဆည်းနိုင်မှုအတွက်ဆက်လက်ဆောင်ရွက်နေရလို့သိရပါတယ်။တောင်ကုခရိုင်မှာနဝမရန်ကျောင်းသူတအုပ်ကိုအတ္တမပြုကျင့်ပြီးတပ်ဖြတ်ခဲ့သူနှုတ်ကိုတေရန်ချမှတ်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာပါ။ ောင်ကုန်ခရိုင်မှာကိုရန်ကျောင်းသူတို့ကိုအတ္တမပြုကျင့်ပြီးတပ်ဖြတ်ခဲ့သူနှုတ်ဦးကိုတေရန်ချမှတ်လိုက်တယ်လို့မိသားစုနဲ့နှီးဆက်တဲ့အတိုင်းဝိုင်းကနေသိရပါဗျ။မင်းနဆက်နှစ်ရက်ကတောင်ကုန်ခရိုင်တရားရုံးကကျွလွတ်သူနှစ်ဦးဖြစ်တဲ့စီသူနိုင်ခေါ်မှဲ့ကြီးတင်းထိုက်အောင်ခေါ်တားပို့ရကိုပုံမှ386နဲ့ပုံမှ302တက်ကငယ်အရာပြင်းမှုကျွလွတ်ကြောင်းထင်ရှားတဲ့အတွက်တေးနံချမှတ်လိုက်တာဖြစ်တယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့တောင်ကုန်ဒေသခံတအုပ်ကပြောပါရယ် မင်းကအမိန့်ချလိုက်ပါတယ်ဒေသခံတွေကတော့အမိန့်ကိုကျေနပ်ကြတယ်အသက်ခံရတဲ့ကလေးမလေးကစားလဲတော်တယ်ဖြစ်စဉ်ကိုသိတဲ့သူတိုင်းကတော်တော်ယူကျုံးမရဖြစ်ကြတယ်လို့တောင်ကိုဒေသခံတအုပ်ကပြောပါတယ် တောင်ကူမြို့ကျွန်းကုန်းကျေးရွာအုပ်စုကျွန်းကုန်းမြောက်ပိုင်းမှာနေထိုင်တဲ့ကိုရန်ကျောင်းသူမက်ခိုင်သစင်ထုံးကမလ19ရက်ကတရော်ရင်းနေထိုင်သူတွေဖြစ်တဲ့စီသူနိုင်ခေါ်မှဲ့ကြီးတိန်ထိုင်အောင်ခေါ်တာပူရောကအတ္တမပြုခြင်းပြီးတက်ဖြတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကသူ့အမေကမနက်9နာရီခွဲကနေ10နာရီခွဲလောက်အထိဖက်ကောက်ထွက်သွားတာအဖေကလည်းတောမှအလုပ်လုပ်နေတာသူ့အမေအိမ်ကိုပြန်လာမှခလေးကိုလက်ဘင်းကိုဓာတ်နဲ့ခုတ်ထားပြီးဆောင်းနဲ့အုပ်ထားတာကိုတွေ့တာခံမန်းကြီးအရဆိုမနက်6နာရီခွဲလောက်မှဖြစ်သွားတာအလောင်းကိုသွေးတန်တရရဲနဲ့တွေ့ခဲ့တာ အလောင်းကိုအခန်းထဲဆောင်းအုပ်လျက်သားနဲ့ထားပြီးအမေဖြစ်တဲ့သူပြန်လာမှသမီးအလောင်းကိုတွေ့တာလို့မက်ခိုင်သင်းထုံရဲ့မိသားစုနဲ့နှိဇက်သူတို့ကပြောပါရယ်မက်ခိုင်သင်းထုံဟာစတော်တဲ့အကြောင်းသူတို့ဖြစ်ကြောင်းအသက်16နှစ်အရွယ်သားရှိသေးပြီးအခင်းဖြစ်ချိန်မှာနေအိမ်မှာတူရဲကျန်ရင်းခဲ့တယ်လို့သိရပါရယ်သူ့အဖေဆိုယူကြောင်ကြောင်ဖြစ်နေတယ်အဖွားလည်းရဲရဲပဲကျန်တော့တယ် ကလေးကစားလဲတော်တယ်ဆရာဝန်ကြီးလှုပ်ချင်တယ်အများရန်ပြောတယ်အခုလို့အဖြစ်ဆိုနဲ့ကြုံခဲ့ရတာသူတို့မိသားစုမှာအငယ်ဆုံးမှာအကြီးဆုံးအမကအိမ်အောင်ကြတော့တော့အိမ်မမနေတော့ဘူးလို့မက်ခိုင်သစင်ထုံးမိသားစုနဲ့နေဆက်သူတို့ကပြောပါတယ်နိုင်ငံရေးပါတီတွေရဲ့ထောက်ခံမှုကိုမရရှိပါကနှုတ်ထွက်မယ်လို့ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရခေါင်းဆောင် ပြောကြားခဲ့တဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်နိုင်ငံရေးပါတီတွေရဲ့ထောက်ခံမှုကိုမရရှိပါကယာရုကနေနှုတ်ထွက်မယ်လို့ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ကောင်းဆောင်မိုဟာမက်ယူနုက ပြောကြားခဲ့ကြောင်း၎င်းရဲ့နိုင်ငံရေးမဟာမိတ်တဦးနဲ့၎င်းရဲ့ယုံကသတင်းရင်းမြစ်တွေကမေ22ရက်ကပြောကြားခဲ့ပါတယ်လူဦးရေတန်190ရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ2024ခုနှစ်ဩဂုတ်လကဝန်ကြီးချုပ်ရှိတ်ဟာစီနာကိုဖြုတ်ချခဲ့တဲ့ကျောင်းသားတွေဦးဆောင်တဲ့တော်လှန်မှုဖြစ်ပွားခဲ့တဲ့ကနိုင်ငံရေးအကြံအတည်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့အခုသတင်းပတ်အတွင်းဒါကာမြို့တော်ရဲ့လမ်းတွေမှာ ပြန်ပတ်နိုင်ငံရေးပါတီတွေကဆန္ဒပြမှုတွေပြုလုပ်မှုနဲ့အတူနိုင်ငံရေးအကြက်တဲပုံမမြင့်တက်လာခဲ့ပါတယ်။ အသက်84နှစ်အရွယ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဟာရွေးကောက်ပွဲမပြုလုပ်မီအချိန်အထိယာယီအစိုးရအဖွဲ့ကိုဦးဆောင်မိသူပါ။ဒါပေမဲ့နိုင်ငံရေးပါတီတွေကသူ့ကိုပြေဝထောက်ခံခြင်းမရှိပါကအစိုးရအဖွဲ့ကနေနှုတ်ထွက်မယ်လို့ပြောကြားခဲ့ကြောင်း၎င်းရဲ့ယုံကသတင်းရင်းမြစ်တစ်ခုကပြောပါရယ်။သူကနှုတ်ထွက်ချင်နေပါရယ်။ဒါပေမဲ့သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေကသူ့ကိုမနှုတ်ထွက်ဖို့ဖြောင်းဖြားနေပါရယ်လို့သတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနကိုပြောပါရယ်။ဟာစီနာကိုစန့်ကျင်တဲ့ဆန္ဒပြမှုကိုဦးဆောင်ခဲ့တဲ့ ကျောင်းသားအများစုပါဝင်တဲ့အမျိုးသားနိုင်ငံရေးပါတီ NCP ရဲ့ခေါင်းဆောင် Nahid Islam ဟာမေ22ရက်မော်လယ်ပိုင်းကယူနစ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NCP ရဲ့နောက်ထပ်ခေါင်းဆောင်တဦးဖြစ်တဲ့ Arifo Islam Adib ကပြောပါရယ်သူတို့နှုတ်ဟာလက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်လို့အက်ပီကပြောပါရယ်။ယူနစ်ကသူဟာလက်ရှိအခြေအနေတွေအောက်မှာတာဝန်ကိုဆက်လက်ထမ်းဆောင်နိုင်မှာဟုတ်မဟုတ်ကိုစဉ်းစားသုံးသပ်နေတယ်လို့ပြောကြားခဲ့ကြောင်း Arifo Islam Adib ကပြောပါရယ်။ မေ21ရက်ကဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP ကိုထောက်ခံသူတွေဟာဒါကာမြို့တော်ရဲ့လမ်းတွေပေါ်မှာဆန္ဒပြခဲ့ကြပြီးရွေးကောက်ပွဲကျင်းပမဲ့နေ့ရက်ကိုကြေညာဖို့တောင်းဆိုခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တိုက်စစ်ကစားသမားရာဖင်ညာကို2028ခုနှစ်အထိတက်တန်းတိုးခဲ့တယ်လို့ဘာစီလိုနာအသင်းအတီးဖြူကြေညာခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ ဘာစီလိုနာအသင်းဟာတိုက်စစ်ကစားသမားရာဖီညာကို2028ခုနှစ်အထိသက်တမ်းတိုးခဲ့တယ်လို့ဘာစီလိုနာအသင်းကအတည်ပြုကြေညာခဲ့ပါတယ်။28နှစ်အရွယ်ရာဖီညာဟာ2022ခုနှစ်မှာပရီးမီးယားလိဂ်ကလပ်လီးစ်အသင်းကနေပြောင်းရွှေ့လာတာဖြစ်ပါတယ်။အခုရာသီဟာသူ့ရဲ့ကစားသမားဘဝအောင်မြင်ဆုံးဖြစ်ခဲ့ပြီးပြိုင်ပွဲဆုံး56ပွဲကစားရာမှာ34ဂိုးသွင်းပြီး25ဂိုးဖန်တီးပေးခဲ့ပါတယ်။မေလ24ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုထိုင်းရထွန်းနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ ဆက်လက်ပြီးတော့ည၈နာရီမှလည်းညပိုင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှင်ပါရရှင်။